်မင်္ဂလာပါရှင်မန္တလေးကစ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စုလုံးမဲ့ရွေးကောက်ပွဲလွတ်လပ်မျှတပြီးအားလုံးပါဝင်ရမည်ဟုအိန္ဒိယပြောတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလကစလို့အပိုင်းလိုက်ပြုလုပ်မဲ့စေအုပ်စုရဲ့ရွေးကောက်ပွဲလွတ်လပ်မျှတပြီးအားလုံးပါဝင်မှုရှိတဲ့နယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကဒီဇင်ဘာလ10ရက်မှာပြောပါတယ်။ အိန္ဒိယအနေနဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းနဲ့နိုင်ငံရေးအရသက်ဆိုင်သူအားလုံးပါဝင်တင်တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Grandia Chainswell ကတနင်္လာနေ့မှာပြောခဲ့တာပါ။အိန္ဒိယအနေနဲ့မြန်မာပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုထောက်ခံတဲ့ရွေးကောက်ပွဲအပေါ်အများလက်ခံယုံကြည်မှုနဲ့ထင်ငိမ်မှုအတွက်နိုင်ငံရေးအရသက်ဆိုင်ရာအစုအဖွဲ့အားလုံးပါဝင်ဖို့အရေးကြီးတယ်လို့မြင်နေ။ဒီရွေးကောက်ပွဲကလွတ်လပ်မျှတပြီးအားလုံးပါဝင်ဖို့လိုအပ်တယ်။ မြန်မာပြည်မှာငြိမ်းချမ်းဖို့ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ပုံမှန်ခြေအနေပြန်ရောက်ဖို့ကိုရှေ့ရှုတဲ့ကြိုးပမ်းမှုအားလုံးကိုအိန္ဒိယကဆက်လက်ပံ့ပိုးသွားမယ်လို့သူကပြောဆိုပါတယ်။၂020ရွေးကောက်ပွဲရလဒ်ကိုမဲလိမ်မှုအဖြစ်ဆွဆွဲပြီးပြည်သူလူထုရွေးကောက်ထားတဲ့အယက်သားအစိုးရထံကနေအာဏာသိမ်းယူခဲ့တဲ့စစ်အုပ်စုဟာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးကောင်ဆောင်တွေအနိုင်ရလွတ်တော်အမတ်တွေအတိုက်ခံအင်အားစုတွေနဲ့သူတို့ကိုစန့်ကျင်တဲ့အယက်သားပြည်သူတွေကိုဖမ်းဆီးထောင်ချနှိပ်စက်တပ်ဖြတ်ခဲ့ပါတယ်။ လေးနှစ်ခွဲကျော်ကာလအတွင်းဆေးရဇဝဲမှုတွေကျူးလွန်ခဲ့တဲ့စစ်အုပ်စုကလည်းချေပါမဲ့ရွေးကောက်ပွဲဟာလောလတ်မြတ်မှုမရှိဘဲသူတို့တရားဝင်မှုရရှိရေးနဲ့ပြစ်ဒဏ်ကင်းလုပ်ခွင့်အတွက်ခြေလှမ်းမဲ့အထူးရောက်ထောင်ချောက်တစ်ခုအဖြစ်ပြည်သူတွေနဲ့ဒေါ်လာရေးအားစုတွေကကြဲကြဲပြန့်ပြန့်လက်ခံထားကြပါတယ်။ဒါပြင်ဥရောပတမကနယူးဇီလန်နဲ့ကုလသမဂ္ဂတို့လိုနိုင်ငံတကာအစိုးရအတိုင်းဝိုင်းတွေနဲ့လူခွင့်ရေးအဖွဲ့တွေကလည်း ဆေအိုစုရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရှုံချထားသလိုအယုံကြည်မရှိကြောင်းပြောဆိုထားပြီးအာဆီယံကလည်းရွေးကောက်ပွဲထက်ပြည်ပခလျှော့ချရေးဦးစားပေးလှုပ်ဆောင်ဖို့တိုက်တွန်းထားပါတယ်။ဆက်လက်ပြီးမြန်မာရွေးကောက်ပွဲကိုအသိမပြုနိုင်တဲ့အနေအထားမှာမရှိဘူးလို့ထိုင်းနိုင်ငံသားဥပဒေကြီးပြောရတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ စစ်ကော်မရှင်ကျင်းပမဲ့မြန်မာရွေးကောက်ပွဲဟာယုံကြည်စိတ်ချလို့မရတာကြောင့်အတိအမှတ်ပြုနိုင်မဲ့အနေထားမှမရှိဘူးလို့နေပြည်တော်ခီးစင်အပီထိုင်းနိုင်ငံသားယခွင့်ကြီးကဗန်ကောက်မြို့မှာပြောလိုက်ပါတယ်။လာမယ့်ရွေးကောက်ပွဲပြီးတဲ့နောက်အာနာကိုငြိမ်းချမ်းစွာလွှဲပြောင်းပေးဖို့လေစစ်ကောင်းဆောင်တွေကိုတိုက်တွန်းခဲ့ကြောင်းထိုင်းနိုင်ငံသားယခွင့်ကြီးစီဟာဆက်ဖူအန်ကက်ကွေကသတင်းထောက်တွေကိုဒီဇင်ဘာ၈ရက်မှာပြောခဲ့ပါတယ်။၂021ခုနှစ်မှာအာနာသိမ်းမှုကြောင့်ပြည်တွင်းစစ်ဖြစ်နေပေမယ့်လာမယ့်ရွေးကောက်ပွဲဟာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီစနစ်တို့ပြန်သွားမယ့်အစီအစဉ်ဖြစ်တယ်လို့ မြန်မာစစ်ကောင်းဆောင်တွေကခရီးပြူထားပါတယ်ရွှေကောက်ပွဲမတိုင်ခင်စစ်တပ်ကရွှေကောက်ပွဲစန့်ကျင်သူတွေကိုနှိမ်နင်းနေတယ်လို့လူခွင့်ရေးစောင့်ကြည့်သူတွေကပြောကြပြီးလာမယ့်ရွှေကောက်ပွဲဟာစစ်ကောင်းဆောင်တွေအာဏာဆက်လက်တည်မြဲရေးအကြံစီတစ်ခုဖြစ်တယ်လို့လေးလာသူတွေကပြောထားပါတယ်စစ်ကော်မရှင်အနေနဲ့သူတို့ထိန်ချုပ်ထားနိုင်တဲ့ဒေသတွေလောက်မှပဲရွှေကောက်ပွဲတွေကျင်းပနိုင်မှာဖြစ်ပြီးရွှေကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေအများကြီးရှိနေတယ်လို့စစ်တပ်ကသူတို့မလိုလားတဲ့ပါတီတွေကိုဖျက်သိမ်းတာထားမှာမဟုတ်ရွှေကောက်ပွဲဝင်ခွင့်တားမြစ်တာတွေလှုပ်ဆောင်နေပါတယ် မစ္စတာစီဟာဇက်ဟောင်းဒီဇင်ဘာ9ရက်ကနေပြည်တော်မှာမြန်မာစစ်ကောင်စောင်းမြောက်လိုင်းနဲ့တွေ့ဆုံခဲ့ကြောင်းနှစ်နိုင်ငံစလုံးရဲ့ဒီဇင်ဘာ6ရက်ထုတ်ပြန်ချက်မှာဖော်ပြချပါတယ်မြန်မာရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုရှိမှာမဟုတ်ကလို့ယုံကြည်စိတ်ချရဖို့လည်းမဖြစ်နိုင်တာကြောင့်ထိုင်းအနေနဲ့အတိအမှတ်ပြုနိုင်မယ့်အနေထားမှာမရှိဘူးလို့မစ္စတာစီဟာဇက်ကအရင်ကတည်းကပြောပူပါတယ်ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲဟာအရေးကြီးတဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်လာဖို့နဲ့ပုံမှုကျေပြန့်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်လာဖို့ထိုင်းကမျှော်လင့်ကြောင်း မင်းအောင်လိုင်ကိုစီယာဆက်ကပြောကြားခဲ့တယ်လို့ထိုင်းနိုင်ငံသားယုဖွင့်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံသားယူဝင်ကြီးရဲ့ဒီဇင်ဘာ9ရက်နေ့ပြီးတော့ခရီးစဉ်အတွင်းစီကော်မရှင်ထိန်းချုပ်ထားတဲ့သတင်းစာမျက်နှာဖုံးစာမျက်နှာမှာစီကောင်းဆောင်တွေအနေနဲ့လက်ရှိအခြေအနေတွေအရနိုင်ငံရေးဥစားမှုအပိုင်းကိုစစ်တပ်ကပဲဆက်လက်ထိန်းချုပ်ထားအောင်မှဖြစ်တယ်လို့ဖော်ပြထားပါတယ်။တိုင်းသာလနဲ့ကန်တွေမရှိတော့တဲ့အချိန်မြန်မာနိုင်ငံမှာဒီမိုကရေစီအားကောင်းလာတဲ့အချိန်ရောက်မှာလွှတ်တော်တွင်စစ်တပ်နေရာယူမှုကိုဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့စီကောင်းဆောင်မင်းအောင်လိုင်ကပြောကြားကြောင်း မြမလင်းသတင်းစာမှဖော်ပြထားပါတယ်။ဆက်လက်ပြီးနိုင်ငံရေးဥစားမှုအခမ်းအနားမှာစစ်တပ်ရဲ့ပါဝင်မှုရှော့ချနိုင်မလားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်တွေထုံးကားပြီးတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေမရှိတဲ့အချိန်မှာစစ်တပ်အနေနဲ့လွှတ်တော်မှာပါဝင်နေမှုကိုအစစ်စစ်ရှော့ချသွားမယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကထုတ်ပြောပါတယ်။ဒီနှစ်ကုန်ပိုင်းမှာစစ်ကော်မရှင်ဦးဆောင်တဲ့အထွေထွေရွှေကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြည်ဦးလွေတက်နေကိုရောက်ရှိခဲ့ချိန်ဒီဇင်ဘာ6ရက်နေ့မှာပြောကြားခဲ့တာပါ။ စစ်တပ်အနေနဲ့နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအနားမှာခေအဆက်ဆက်တမိုင်းကြောင်းတွေအရာပါဝင်ခဲ့ရပြီးဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာဇလက်ပါဝင်နေရအောင်မယ်လို့ဆိုပါရယ်။ចောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတဲကစစ်တပ်ရဲ့အမျိုးသားနိုင်ငံရေးအခမ်းအနားဟာနိုင်ငံတော်ကာကွယ်ရေးကနေတိုင်းပြည်လုံးကိုနေရတကဝင်ပါနေတာမျိုးလို့သတင်းဌာနကပြောပါရယ်။တိုင်းတလနက်ကင်ချားတဲ့ဆိုတော့သူတို့ရဲ့လွတ်လပ်ခွင့်တရှိခွင့်ကိုပိုင်အုပ်ချုပ်ခွင့်ဒါတွေကိုအမခံနိုင်မှုမရှိတဲ့အတွက် လက်နက်ကင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ဒါကြောင့်စစ်တပ်ရဲ့အမျိုးသားနိုင်ငံရေးအခမ်းအနားဆိုတာတန်းတူညီမျှရေးတို့သူတို့ရဲ့တိုင်းရင်းသားတွေရဲ့တည်ရှိမှုဖြစ်တည်မှုကိုပိုင်လွတ်လပ်ခွင့်ဒါတွေကိုအာမခံနိုင်မှာ ဒါလည်းရင်အမျိုးသားနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်ကိုတကယ်တာဝန်ကြီးရရောက်တဲ့အခုကစစ်တပ်ပြောနေတဲ့ပုံစံကအမျိုးသားနိုင်ငံရေးဆိုပြီးသူ့ရဲ့ professional duty ဖြစ်တဲ့နိုင်ငံတော်ကောက်ွယ်ရေးတာဝန်ကနေပြီးတော့တတိုင်းပြည်လုံးကိုနေရာတကာဝင်ပြီးပါနေတာမျိုးကိုလှုပ်ချင်တာလို့ဆိုပါရယ်စစ်တပ်စိတ်တိုင်းကျရေးဆွဲပြဋ္ဌာန်းထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်6စာလုံးအရာနိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းအနားမှာတမတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်တယ်လို့ထည့်သွင်းထားတာပါ ဒါကြောင့်အဲ့ဒီဥပဒေကိုအခြေခံပြီးကျင်းပတဲ့အထွေထွေရွေးကောက်ပွဲတွေမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဟာပြည်သူလူထုရဲ့ရွေးကောက်ခံစရာမလိုပဲတက်ချုပ်ရဲ့ရွေးချယ်ခန့်အပ်မှုနဲ့လွှတ်တော်တဲ့ဝေရောက်နေရာယူထားတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကတော့စစ်တပ်ရဲ့အဓိကတာဝန်ဟာနိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ဖို့ဖြစ်ပေမဲ့ခေတ်ဆက်ဆက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရာပြည်တွင်းတောင်းချမ်းမှုနှိမ်နင်းရေးအခမ်းအခဏာမှာလည်းပါဝင်နေရတာလို့ပြောပါတယ်။လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ကြံဖတ်မှုတွေကိုစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအထူးတကားပူးပေါင်းပြီးတိုက်ဖြတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ တဟာအနာသိမှုကြောင့်ဆီအာနာရှင်စနစ်ကိုဒေါ်လာနီကြားတဲ့တိုင်းသလန်နက်ကအဖွဲ့အစည်းတွေနဲ့ဒေါ်လာရဲ့အဖွဲ့တွေကိုစစ်တပ်ကနိုင်ငံတော်ကောက်ွယ်ရေးခေါင်းစဉ်နဲ့နှိမ်နင်းနေတာပါဒီအခြေအနေမှာဆီကောင်းဆောင်ရဲ့ပြောဆိုမှုဟာလက်တွေ့မကျဘဲတိုင်းသားတွေရဲ့ဖြစ်တည်မှုနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်အာမခံချက်ပေးနိုင်တဲ့နိုင်ငံရေးအဝန်အပွိုင်းတည်ဆောက်နိုင်ဖို့လိုတယ်လို့လေ့လာသူတွေကထောက်ပြကြပါတယ်ကိုမင်းသွေးတစ်ကတော့အာမခံချက်မရှိဘဲခုအဖွဲ့အစည်းခုလူမျိုးစု ို့ဒေတာကိုကောက်ွယ်ဖို့ဘယ်သူမှလက်နဲ့စွန့်ကြမှာမဟုတ်ဘူးလို့ပြောပါရယ်တကယ်တမ်းကဒါကပြဿနာရဲ့အဖြေမဟုတ်တယ်လို့လက်ရှိမြန်မာပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်အခြေအနေနဲ့လည်းလက်တွေ့မကြပါဘူးဘယ်တော့မှလည်းအမှတ်ခံချက်မရှိဘဲနဲ့ဘယ်သူမှလည်းကိုယ့်ရဲ့အဖွဲ့အစည်းကိုယ်ကိုင်ထားတဲ့လက်နဲ့ကိုယ့်ရဲ့တိုင်းရင်းသားပြည်သူကိုယ့်ရဲ့လူမျိုးစုကိုယ့်ဒေတာကိုကောက်ွယ်ဖို့အတွက်ဘယ်သူမှလက်နဲ့စွန့်ကြမှာမဟုတ်ဘူးလို့ဆိုပါရယ်တစ်ဖက်မှာရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကပြင်ဆင်ထားတဲ့အတွက်အဲဒီကနေပေါ်ပေါက်လာတဲ့အစိုးရကနေလွှတ်တော်မှာဖွဲ့စည်းဖို့အခြေခံဥပဒေပြင်ဆင်ရေးကိုလှုံ့ဆော်သွားမဲ့သဘောမျိုးရှိနေတာပါ 2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေက43ချက်ကိုပြင်ဆင်ဖို့သဘောတူညီမှုရရှိထားတယ်လို့စစ်ကောင်ဆောင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း10နှစ်ပြည့်အခမ်းအနားမှာပြောဆိုခဲ့ပါတယ်။အနာသိမ်းမှုအတွင်းစစ်ကောင်မရှင်ရဲ့ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ NCA ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ခွနက်ပွဲမရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်၃ပွဲအပါအဝင်နိုင်ငံရေးပါတီတွေနဲ့အချိန်ချင်းတွဲဆုံဆွေးနွေးမှုကနေရရှိခဲ့တဲ့ရလဒ်တွေပါ ဒါပေမဲ့ပြင်ဆင်မဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ53ချက်ရဲ့ပုံမှန်အတိုင်းအသေးစိတ်အကြောင်းအရာတွေကိုထုတ်ပြောထားတာမရှိသေးတယ်လို့နိုင်ငံရေးမှာပါဝင်နေတဲ့စစ်တပ်ရဲ့အခမ်းအခဏာကိုရှင်းချဖို့ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေဘက်ကနှုတ်ဆက်နေကြပါတယ်။စေအာနာရှင်စနစ်ကိုစန့်ကျင်နေတဲ့တိုင်းသလနဲ့ကိုင်အဖွဲ့စည်းတွေနဲ့တော်လန်ရေးအဖွဲ့တွေကတော့စစ်တပ်မပါဝင်တဲ့နိုင်ငံရေးအခင်းကျင်းတရက်ကိုတိုက်ပွဲဝင်ဖော်ဆောင်နေကြပါတယ်။